working capital ဆိုတာဗာလဲ working capital ဆိုတာကအာ business တစ်ခုလုပ်ငန်းတစ်ခုရဲ့ day to day operation ကိုအထောက်အကူပြုပေးရဲ့လုပ်ငန်းလက်ပတ်ငွေပဲဖြစ်ပါတယ်ရှင် business တစ်ခုရဲ့ကာလတို့ရရန်ရှိရေ currency ever တွေငွေသားပမာဏငွေသားအဖြစ်အမြင်ပြောင်းလဲနိုင်တဲ့ short term assets တွေဟာကာလတို့ပေးရန်ရှိပေးဆက်ရမယ့်ချင်းငွေအတူ supplier payment တွေ operating expense တွေကိုဘယ်လို cover ဖြစ်အောင်လုပ်ထားလဲဘယ်လို management လုပ်ထားလဲဆိုတဲ့အချက်ဟာဆိုရင်ချင်းငွေတစ်ခုကိုသုံးသပ်တဲ့အခါမှာအရေးပါတဲ့ချက်တစ်ချက်ဖြစ်ပါတယ် quality loan တစ်ခုကို recommend လုပ်ဖို့ဆိုရင်တော့ဒီအရေးပါတယ် working capital management ကိုလည်းဘယ်လိုသုံးသပ်ရမလဲဘယ်လိုစီးဆက်ရမလဲဆိုတာကိုသိရှိဖို့လိုအပ်ပါတယ် ဒါကြောင့် working capital management ကိုသုံးသပ်စစ်တဲ့အစဉ်အဆက်ကိုသိရှိခြင်းရယ်เนาะကျမတို့ရဲ့ banking credit analyst သင်တန်းကိုတက်ရောက်ဖို့အတွက်ဖိတ်ခေါ်ပါရရှင်။